ပေါ့နော်ဟုတ်ဒီမှာမန္တလေးမှာဖြောပြဖို့ဖိတ်ခေါ်ရတာပါဟုတ်အားကြောင့်ဒီနှစ်လည်းမန္တလေးရောက်ပါတယ်ဟုတ်ကဲ့ဒီနှစ်မန္တလေးကမန္တလေးကတော့နှစ်တိုင်းစီပါတယ်ဒီနှစ်လည်းပိုစီရပါတော့ဒီနှစ်ကျတော့မန္တလေးကတော့ဘယ်လိုပြောမလဲရောကာတွေကတော့ဒါအဆိုင်တဲ့မြို့တစ်မြို့တည်းမှာပါပါတယ်ဟုတ်မန္တလေးရောက်မှိုက်တယ်ဟုတ်ဟုတ်အခုလမ်းရမ်းရှောင်ချက်နေတာညနေလောက်တက်မှာပဲလမ်းရှောင်မယ်ပေါ့နော်သဘောကျတယ်ဟုတ်အေးစူးစေးလေးပေါ့နော်ဟိုဟိုအန်ဒီလည်းกินတာပေါ့နော်ဟုတ်တောင်းပါတယ်ရမ်းမှိုက်တယ်ဟုတ်တတော်များလည်းဟိုမင်းသားမင်းသမီးတွေအများကြီးလည်းရောက်နေတယ်ပြောတယ်ဟုတ် ော်တော့ဒီညီမနှစ်သမား22ရက်နေ့ကအင်ပါရာနဲ့ညာဦးသွားမယ်ဟုတ်ဦးညွှန်ထွန်းတို့လည်းဟိုတချင်းစုံဖို့ရှိရရှိုးရှိရဟုတ်အော်ဒီညမဟုတ်ရင်မနက်ပြန်မနက်တော့22ရက်နေ့မနက်တော့ညာဦးကိုတက်ရမှာဟုတ်ကဲ့ပကံညာဦးမှာပါရှိုးရှိရဟုတ်နှစ်သမားကျမပြောရှင်ပါစေအားလုံးပဲအေးကြပါစေအားလုံးစိတ်ပါနဲ့အများကြီးတွတ်ချက်ပါစေလို့ညီမနိုင်ရသူနိုင်ရသားအားလုံးလေမောင်တိရဆွတောင်းပေးပါတယ်နှစ်သမားလေမောင်တိရအမှုပြညာလှူရှားမှုတွေအားလုံးကိုလည်းဒီချက်ပုံပြီးတော့ချစ်ခင်အားပေးနိုင်ပါစေလို့ဆွတောင်းပါတယ်ရှင်ဟုတ်